တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာပေါ်ပေါက်လာတဲ့ကံခွင့်ရေးတွေကိုလက်ခံပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ပါ ကိုယ်စံတတ်တဲ့အခြေအနေပေါ်မှာအနှစ်သာရယူပြီးတော့လုပ်တဲ့လုပ်တရားအကျိုးပေးမှာ ဝေကြီးကန္တာလုံငန်းကန္တာစီပွားရေးရကံဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတို့ရဲ့အနစ်သာရကိုရောက်ရှိနေတယ်အလုပ်ဘုကိစ္စဘူတွေဂျုံမဲရှင်ပြယ်မှုမှန်သမျှအောင်မြင်မဲအခက်အခဲအလုံးကိုကျော်လွှားနိုင်တယ်တပားသူတွေတောင်းလို့နိုင်တဲ့အရေးသွေးတဲ့ကံကြမ္မာတွေပြည့်နေနေတဲ့ကာလပါပဲ၂၂ရက်နေ့က အဝဒံကောင်းတဲ့နေဖြစ်တယ်။ရာရာစီပြေခြင်းကံကောင်းခြင်းတွေရှိတဲ့ပြင်အဲ့ဒီကကိုးစနေနေတုနေမြတ်နဲ့လည်းတိုက်ဆိုင်တဲ့အတွက်ကောင်းခြင်းမင်္ဂလာဖြာဖြာနဲ့အလုံးစုံသောခံမြတ်မှမှုတို့ကိုဖန်တီးနိုင်တယ်။23ရက်နေ့မှာတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်။ 25ရက်နေ့ကအခက်ခဲကြတဲ့ဒုတက်မှုကိုရရှိမယ်ဘဝတန်လန်းပွင့်မယ်26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းလိုရာပြည့်စုံခြင်းနဲ့ဒုတက်ခြင်းတွေရှိမယ်29အတိုက်ခံအလုံးကိုထိတ်တဲ့ရင်ဆိုင်ပြီးတော့အလိုပြည့်မှုနဲ့ဒုတက်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့အနေထားနဲ့ကံကို ကြုံလိမ့်မယ်28ရက်နေ့မှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တဲ့ ကတိပြတဲ့သူတွေနဲ့တွေ့တတ်တယ်တိုက်ခံများတတ်တယ်29ရက်နေ့မှာကောင်းသောခံပြောင်းလဲတဲ့တက်တန်းတက်လန်းတွေပေါ်မယ်ဒါပေမဲ့အင်းနေ့ကအထူးသတိရှိရမယ်နေ့အင်းနေ့ကနေချက်တဲ့နေ့ဖြစ်တယ်အင်းနေ့မှာဖြစ်ပေါ်တဲ့ဖြစ်ပျက်တွေဟာအလွယ်တကူတော့မဟုတ်ဘူးခက်ခဲကြတဲ့ဟာဖြတ်သန်းပြီးမှအလိုပြည့်စုံမယ်ပြဿနာခက်ခဲမရှိအောင်ရှောင်ရမယ်ဖြစ်လာရင်ရှင်းရတယ်အမှန်တန်ခက်တယ်30ရက်နေ့မှာတော့ ကျူးကြတဲ့ကတလန်းနဲ့အောင်မြင်မှုလမ်းကြောင်းတွေရှိတယ်။အဲဒီမှာခေါင်းစည်းခေါင်းလျှော်ပြုတ်ရဲ့ဖုံးကန်ကြီးချင်းကျက်စီတိုးချင်းကိုရနိုင်တယ်။အဲဒီနေ့မှာပဲမတော်တဆအနေနဲ့ဂယူဆက်ရမယ်။မြောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တယ်မနဲ့စေနိုင်ခွဲနဲ့ဆက်နေနိုင်ကြမှာအသွာလန်နေထိုင်ဂယူဆက်ရမှာပေါ့။30ဒီနေ့မှာတော့ရံများမယ်ပြိုင်များမယ်ရံနဲ့ရှင်ပြီးတော့မယ်တိုက်ခတ်တဲ့ ရှင်ပြီးမှလူပြည့်စုံမဲ့နမိတ်ကိုတွေ့ရပါတယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေသောကြနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ရှစ်ခုကိုကနန်းနေ့အကျိုးပေးတယ်အနဲ့ရောင်ပြန်ရင်ရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးလူရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းသောခံချမများရစေရန်အတွက် သရွက်စိမ့်တစ်ခုကိုမွေးနံ့တာပြပြပြီးပိုက်ဆိုင်ထဲထဲဆောင်ကအလိုရှိရာကိစ္စများဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေထပ်မံပြီးမြန်မာ့ရဲ့အဆင့်ဘဝအခြေအနေကိုကူးပြောင်းမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကကြီးတို့ရဲ့ ကောင်းသောကြိုးရမယ်။ဝေကြီးပေးယူကိစ္စ၊လုံငန်းရေးရာကိစ္စ၊စီးပွားရေးရာကံဖျားဖျားပတ်မှန်နဲ့မြင့်တဲ့နေထားနဲ့တိုးတက်တဲ့စေဝါကိုရမယ်။ကိုယ်ပိုင်ယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့အကျိုးဆက်တွေကိုလည်းရရှိပြီးတော့လူရပြည့်စုံသွားမယ်ဘဝတက်လန်းတွေဖွင့်သွားမယ်၂၀နှစ်ရည်မှာအရာရာကောင်းတဲ့ကံပေါ်တဲ့နေ့ကိုးစနေနေရဲ့ထူးခြားတဲ့စွမ်းသက်တည်ရှိတယ်မြန်မာလကိုးရည်နေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တာဒါထူးခြားတယ်ဒီနေ့မှာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်ပါ 23ရက်နေ့မှာဥတီကျက်စ်တွေရှေ့တိုးလို့ရပိုင်ခွင့်တွေပြန်တောင်း24ရက်နေ့ဒုသမြအောင်မြင်တိုးတက်မှုကိုမလွဲကြုံပဲ25ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်26ရက်နေ့ကပြဿနာများသောနေ့ဖြစ်တယ်ရန်နဲ့ရှင်ပြီးလောရတဲ့တဲ့29ရက်နေ့မှာစိတ်ချမ်းသာစရာတွေကြုံမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတိုးတက်မယ်28ရက်နေ့ကခီးကံပြောင်းလဲကံကောင်းတဲ့နေ့တစ်ခုဖြစ်တယ်26ရက်နေ့အဲဒီနေ့ နေချက်တဲ့နေဖြစ်တယ်သွားလာနေထိုင်နေရွဆက်ရမယ်ကိုနှဘေးမှာဒုက္ခရောက်တဲ့သူတွေ့ချက်ချင်းခုပါ30ရဲ့နေ့ခေါင်းစည်းခေါင်းဆောင်ရကောင်းဖြစ်တဲ့ကျင့်စီရှိခြင်းကံတိုးတဲ့ခြင်းဘဝတိုးတဲ့ခြင်းကြုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှန်တဲ့ရွဆက်ရမယ်မြောက်ရက်ကိုတည်သွားစံနေဖြစ်တဲ့တင်မနဲ့စေနိုင်ခွဲနဲ့ဆရနိုင်ကြသတိထားရမယ်30ရဲ့နေ့မှာတော့အပြောင်းလဲနဲ့တန်လန်းပေါ်မယ်ရည်မှန်းချက်အောင်မြင်မယ် အလိုဆန္ဒအလိုပြည့်စုံကြိုးပေးခြင်းကိုကြိုနိုင်တယ်။တနင်္လာနေ့ငါးနေ့ဗုဒ္ဓနေ့မွေးသူတွေကောက်ကြိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နောက်ရွှေတွေဖြစ်တတ်တယ်။တလေးကိုကနန်းနေ့ကြိုးပေးတဲ့အဝါလိမ်မော်ရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်မှာရှိတဲ့ဆေးဘူးဆေးခွက်ဆေးပလင်းအဟောင်းနဲ့ဆွပြလိုက်ပါအညာဆိုးကင်းပြီးကောင်းခြင်းကံတွေရရှိလာပါလိမ့်မယ်ယေရှုတင်ပါတယ် တောက်ကြနေပွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ20ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်တရားလုံးကိုကြော်လွားပြီးလိုရာပြည့်စုံသွားမယ်စိတ်ကူးသည့်ရည်မှန်းချက်သည့်တွေလက်တွေကောင်းတဲ့ပေါင်းနိုင်တဲ့လုံငန်းချက်တွေမြေလောက်တာကျိုးပေးမယ်အခေခါလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကိုယ်ပိုင်ယက်တီချင်းနဲ့လုံခြုံတဲ့ကိစ္စမှန်သမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုကိုရသွားနိုင်တယ် မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကိုကြုံမယ်။၂၂ရက်နေ့ဟာထူးခြားတဲ့နေ့အဲ့ဒီနေ့ကိုးစနေနေ့အဲ့ဒီနေ့လာစုတ်၉ရက်နေ့နဲ့စနေနဲ့တိုက်ဆိုင်တာအထူးထူးခြားတယ်။အဲ့ဒီနေ့မှာအရေးကြီးတဲ့ကိစ္စလှုပ်ပါအဒိဋ္ဌံဝင်ခြင်းတွေလှုပ်ပါ၂၃ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းရမယ်။ရန်တိုက်ခံတဲ့ရှင်ပြီးလွတ်ရမယ်။၂၄ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်၂၅ရက်နေ့ခီးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မယ်၂၆ရက်နေ့အသေးစားထိခိုက်မှုကယူဆရမယ် အတိုက်ခံကြတိုးတက်မယ်ငွေဝင်မယ်29ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းပြဿနာနဲ့ဖြေရှင်းရခြင်းပေါင်းစည်းဖြစ်နေတယ်28ထူးခြားသောကံတလန်းနဲ့ဘဝတလန်းပေါ်လိမ့်မယ်29ရက်နေ့အဲ့ဒီနေချက်တယ်အရာရာသတိထားရမယ်အဲ့ဒီသွားရင်းလာရင်တွေ့တဲ့အ dual ပုဂ္ဂိုလ်တို့ကိုတွေ့တန်းလိုက်ပါ30ရက်နေ့ကောင်းစေမင်္ဂလာရက်ကောင်းဖြစ်တဲ့လက်ပွင့်ကံပွင့်ခြင်းကိုကြောင်းမယ်အဲ့ဒီမှာ မတော်တဆအနေနဲ့လည်းဖြစ်တတ်တယ်မြောက်ရက်သွားစေအနေနဲ့ဖြစ်တတ်တယ်နေ့7နိုင်ခွဲနဲ့7နိုင်ကြသတိထားရမှာ30ဒီနေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိတယ်အရာရာဆင်ပြေခြင်းနှစ်သာရကိုကြုံမယ်ဒီကာလအတော်တွဲမှာဇာတာပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောက်ကြိုးပေးတယ်တနေ့လာနေစောက်ကြနေမွေးသူတွေ ဒုက္ခပေးတတ်တယ်။လေးခုကိုကနန်းကျိုးပေးတယ်။အဖြူစိမ့်မိကိုရောင်တို့ကိုသုံးမှအဖြူရောင်ပန်းဖွင့်ဖျားတင်ပြီးလိုရာဆုတောင်းမှယေရှုတင်ပါလေ။စနေနေ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာ ဘဝရည်ရွယ်ချက်နဲ့လုပ်ငန်းတွေရှေ့တိုးလို့သမျှအောင်မြင်သောနေထိုင်နဲ့ကောင်းသောကံတွေပေါ်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကြတာတွေကနေအကျိုးဆက်ကောင်းတွေကိုရရှိလိမ့်မယ်။သူတော်မနဲ့ကိုနဲ့အကြအတွေးခေါ်ယူဆမတူတဲ့သဘာဝလေးတွေကြားရတဲ့ဖြတ်သန်းရမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့လုပ်ကြခြင်းတွေစင်ပြေမယ်။၂၂ရက်နေ့အင်းနီယာတပေါင်းလာစုကိုယ့်ရဲ့နေနဲ့စနေနဲ့တိုက်ဆိုင်တဲ့ကိုယ်စနေနေတူးနေမြတ် ဖာသရင်ဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေစတင်ဆောင်ရွက်ပါအတိဌာန်တွေစဝင်လို့လဲကောင်းတယ်23ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းလို့ကောင်းတယ်မိကောင်းဆွေကောင်းထောက်ကူရလဲရမယ်24ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ကြီးကဲမြတ်ထံကထောက်ကူရမယ်25ရက်နေ့မှာပြဿနာဟောင်းတွေပြန်ဖြေရှင်းရတဲ့တဲ့စာဝေးစာတမ်းကိစ္စသတိထားဆောင်ရွက်ပါ26ရက်နေ့မှာအမျိုးသမီးမိတ်ဆွေ ကြီးကဲဒုက္ခထံကနေကောင်းသောကူညီရမယ် 29ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်အပြောင်းလဲရှိမယ်ရတ္တန်တဲ့လူတွေပြန်လဲစတင်နိုင်တဲ့ဆက်ပစ္စည်းတွေပျောက်ရှတတ်တဲ့ပစ္စည်းတတ်တဲ့28ရက်နေ့ကငွေဝင်ခြင်းလက်ဖွင့်ခြင်းကံကောင်းခြင်းကြုံမယ်သတိပေးကြတာကအဲ29ရက်နေ့အဲ့နေ့ကနေချတဲ့နေ့လာတခုရဲ့စမ်းတဲ့နေ့အဲ့နေ့မှာနေချတဲ့နေ့နဲ့သွားတိုက်ဆိုင်တယ်နိယဖျားမှာသွားပြီးတော့ကုသိုလ်ကောင်းမှုပြုပါအိမ်မှာဖျားမိပူဇော်ပါ 30နှစ်အပြိုင်ဆိုင်ကြားလေးကတိုးတက်တယ်ခဲခဲအလုံးကိုကျော်လာနိုင်တယ်မတော်တဆညကယူဆရမယ်မြောင်းရဥတီသွားစဲနေရှိတတ်တယ်မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွားလာသတိထားရမယ်ကောင်းစီကောင်းစုပြည့်ရကောင်းတဲ့ရက်ဖြစ်တယ်30တနှစ်မှာတော့အတိုက်ခံအလုံးကိုကျော်ပြီးလိုရာဆန္ဒညီမချက်တွေကိုလက်တွေ့ဆောင်ရွက်ပြီးဘဝတလန်းနဲ့ကံတလန်းတွေကိုဖန်တီးရယူနိုင်တဲ့နေထားကောင်းတဲ့တိုးတက်တဲ့ကံတွေပွင့်ပေါ်တယ် ဒီကာလအတော်တွင်မှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောက်ကြိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တယ်။လေးခုံကိုကနိုင်နေ့ကျိုးပေးတဲ့အညိုရောင်ပြားရောင်မိခိုရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောခံချက်များများရစေရန်လို့ငါဖုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။